နုပညာအတိုင်းအဝိုင်းကနာမည်ကြီးခရိုနီကိုရွှေမန်းနဲ့ဒေါက်တာမလေးတို့မင်္ဂလာဆောင်ပြီးမကြခင်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးတရုတ်ဆောင်ထွန်းထွန်းကအခုလိုရေးထားတာပါခုလလောဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကိုကအဓိကပါဝင်ရင်းနှီးခဲ့သူတွေ့ရအောင်မို့ဖြစ်ခဲ့သမျှကိုအမှန်အတိုင်းချပြခြင်းပါတယ်ဒီလိုချပြခြင်းကဘသူတဦးတယောက်ကိုမှနစ်နာထိခိုက်လို့ချင်းအလေးမရှိသလိုအခုချိန်မှာအဓိကလူနှစ်ဦးတဦးကတငယ်ချင်းဒေါက်တာမလီနံတဦးကသူ့ခင်ပွန်းအပေါ်အ အထင်အမြင်လွဲမှဆွဆွဲချင်းတွေတရားလွန်ဖြစ်လာသလိုဒီလိုပိုစတာမျိုးအပေါ်ကာယကံရှင်များကစိတ်ထဲဘလို့မှမရှိပေမဲ့ဆွေမျိုးနဲ့တငယ်ချင်းများစိတ်မကောင်းပါဆိုလို့ရှင်းပြရခြင်းဖြစ်ပါတယ်အထူးသဖြင့်ခုမှပြိုရွှင်ဖွယ်အတိပီပလီဆိုနဲ့မင်္ဂလာပွဲကျင်းပပြီးခါစားတငယ်ချင်းဒေါက်တာမိန်ခလေးကို ပုတ်ကိုရေးတိုက်ခိုက်တာတွေမတရားသဖြင့်စော်ကားရေးတာကောမန့်တွေနဲ့ချိုးနှိမ်ဆက်ဆံခံရတာတွေသိပ်များလာလို့ရေးသားခြင်းတာဖြစ်ပါတယ်သူနဲ့လက်ထပ်ခဲ့သူဟာကျွန်တော်တို့နဲ့လည်းအမြဲစာအ တူသွားအတူခေမင်ယင်းကြီးကျော်တော့ကြော်ကြားသူတူသူပြီးသူရနောက်ဆုံးခုအရန်တရင်ချီသွားတဲ့အချစ်ဆက်လန်းဟာ2024နိုဝင်ဘာမှာအပိအပြတ်ပြီးဆုံးသွားလာသူတို့နဲ့ယင်းကြီးသူတိုင်းတငယ်ချင်းတိုင်းတည်ကြတဲ့ကိစ္စပါလိန်လွင်ရတဲ့ကိစ္စလည်းမဟုတ်ပါသူတို့သုံးနှစ်သားချစ်ဆက်လန်းကလည်းကြားထဲမှာပြဿနာအမျိုးမျိုးသက်အခက်ခဲတဲ့ညအဖူအထစ်တွေများစွာလည်းရှိခဲ့တာပါဘဒူမားဒီမန်ဒီကျွန်တော်လုံးဝမပြောပါဆိုပြီးစာအရှိကြီးတင်ထားတာပါ ဒီလိုရေးသားထားတဲ့အပေါ်မှာနှစ်နာသူနှစ်ခါခံရဆိုသလိုတန်တာမိုးတင်ကဩဂတ်လထဲမှာမနက်3:45လောက်ဖုံးဆက်ခဲ့တဲ့အကြောင်းအစာချီပြီးအဖြစ်အပျက်တွေကိုရှင်းပြခဲ့တာပါအခုလိုရှင်းပြတာကလည်းရောကြီးလေတန်နဲ့တိုက်ခိုက်ကြီးလို့ပြောရတဲ့အကြောင်းပြောပါသေးတယ်နောက်ပြီးကိုရွှေမန်ရိုတတာကိုအန်တိုနီကြလို့မအန်တိုနဲကြမနဲ့တုန်းကလည်းရိုတာဒီငတုံးမကနှစ်နှစ်လောက်နေမှသူ့အကြောင်းတည်တာဆိုပြီးပြောခဲ့ပါသေးတယ်ရိုတတာနဲ့ပတ်သက်ပြီးဝေဖန်သူတယောက်က ရောကြီးတွေရိုတာစက ကားတအားချိုရင်တတိထားရတယ်။ခြေသေးလက်သေးလေးတွေကအစားညက်ပေး ဆေးဆိုးပေးရင်ပိုလောင်တတိထားရသေးတယ်။ရိုးတက်တဲ့သူရောကြတရမှာ69ယောက်ကဖောက်ပြန်တတ်ကြတယ်။ကိုသူဆိုပြီးပြောထားတာတွေ့ရပါတယ်။ တန်တာမိုးသိမ့်ကိုအားပေးတဲ့သူတွေကတော့တန်တာလေးရဲ့နှစ်နာသူကနှစ်ခါနှစ်နာရတဲ့ရှင်းမနေပါနဲ့တော့မင်းသမီးရဲ့တန်တာရဲ့မဟုံမခန့်တန်းရှင်းတတ်ကြကိုတော့သဘောကျပါတယ်။ဒါပေမဲ့ခဏခဏရှင်းရင်ကို့ဖက်ကအလွန်ဖြစ်လာလိမ့်မယ်။ဒီလောက်ဆိုတော်သင့်ပါပြီ။အရင်လိုပဲလော့အောင်နေတောက်ပအောင်နေပါမင်းသမီးလေးရဲ့ပို့ပြီးအားပေးမယ်နော်ဆိုပြီးပြောနေကြတာပါ။ပရိသတ်ကြီးအနေနဲ့ကတော့ဒီအထဲကသင်ခန်းစာယူပါမှာကချမ်းသာတာနဲ့တအားချစ်ပြတတ်တိုင်းရောကြောင်မဖြစ်နိုင်သလိုခဏခဏရှင်းပြရင်လည်းနှစ် နာသူကအချင်းချင်းနှစ်နာနိုင်တယ်ဆိုတာသတိထားရပါမယ်ရှင်။